မင်္ဂလာပါရှင်။ဗမောပကက် channel ကနေပရိသတ်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့ပါကတော့ဘက်ကိုက်ဆိုတဲ့ဇလန်လေးရဲ့အပိုင်းဆက်ကိုတင်ဆက်ပေးသွားမှာပါ။ဇလန်လေးပတင်ဆက်ခင်ပြီပါ။ကျမတို့ရဲ့ channel လေးကို like and subscribe တွေလုပ်ပြီးတော့ပေးနာလို့ဒီ bell လေးကိုနှိပ်ပေးခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။ခွန်ဆပ်ပြီးတော့ဇလန်လေးကိုနားဆင်ကြည့်လိုက်ကြရအောင်ပါ။ကိုဝင်းနိုင် ခမားလူကဒီညအိမ်ကိုပြန်ဟောပြန်လာအောင်ပါလားဗျ။တို့တို့စောင့်နေတာအတော်ကြပြီစိတ်မရှိတော့ဘူးဗျ။ ညကြောက်ကတန်လျားပေါ်ကနေဆက်လက်တဖွာဖွာပြီးလေတံမာမာနဲ့ပြောတယ်။ပြန်တော့ပြန်လာမှာပါကွာ။ဒီကောင်နေအေးရပြက်ခံပြီးတညလုံးတော့ရှောက်မသွားတော့ပါဘူးကွာ။အခုလည်းဘယ်ကိုခရီးလို့နေလဲမသိဘူး။ငါ့အထင်ထန်းတပင်ရွာဘက်ကိုများသွားလာမသိဘူးကွာ။ကိုဝင်းနိုင်ကရင်ရွေးခွက်ကို ကောက်ကန်၍မသိကြအောင်ဆောင်ပြီးတော့ပြောတယ်။ဝင်းရောင်တို့ဆရာတပည့်ညောင်ပေသားရွာကိုတော့ရိုက်တာသူသိတယ်။ဒါပေမဲ့ဝင်းရောင်က သူတို့ဘယ်ကိုသွားတယ်ဆိုတာကိုကောင်းလေးတွေကိုမပြောပြရဘူးလို့ကြိုပိတ်ထားတာကြောင့်မသိကြအောင်ဆောင်းပြီးပြောလိုက်ချင်းဖြစ်တယ်။နေဆန်းမအောင်ခမည်းလူကညာကြီးအချိန်မတော်ထန်းတပင်ရွာဘက်ကိုသွားเสียဘာအကြောင်းရှိလို့လဲဗျ။ငါကြောက်ကအဲ့ဒီလိုထက်မိတယ်။ငါကြောက်အမေကိုကုံဝင်းနိုင်ချက်ချင်းပြန်မဖြေပဲရှင်ရွေးခွက်ကိုအရင်မောတောက်လိုက်တယ်။ပြီးမှရှင်ရွေးခွက်ကိုပြန်ချပြီ။သူ့အကြောင်းနဲ့သူတော့ရှိမှာပေါ့ကွာ။ငါလည်းတိကြတော့ဘဲသိမလဲကွာ။ ထင်တာကိုပြောကြည့်တာပါ။နောက်ပြီးဒီကောင်တွေတော့တခုခုဆိုတူတူတိတ်တိတ်တိတ်လောက်တက်ကြတာကွာ။အင်းရှေဖြစ်တဲ့ငါ့ကိုတော့တိပေးတာမဟုတ်ဘူး။တဖြည်းဖြည်းနဲ့ငါလည်းဒီကောင်တွေကိုအတော်စိတ်ကုန်လာပြီကွာ။စိတ်ကုန်ရင်အိမ်မှာမထားနဲ့ပေါ့ဗျာ။တက်ခါတဲ့မောင်းထုံလိုက်ပေါ့။ခမရကဘာတွေအာနာနေတာလဲ။မောင်းထုံလို့လည်းမရဘူးကွာငါကြောက်ရဲ့။ဒီကောင်တွေကျေးဇူးငါမှအများကြီးရှိတယ်ကွာ။ဘာကျေးဇူးလဲစော်စမ်းပါအောင်။ငါကြောက်ကခက်တက်တက်မင်း။ဒီတော့မှကိုဝင်းနိုင်လဲ။ နှာခေါင်းထဲကလေးပူတွေကိုအလုံးလိုက်မိုးထုတ်ပြီးမျက်နှာကိုလက်နဲ့ပုတ်သက်ပြီးတော့ဒါကျေးဇူးလဲဆိုတော့ဒီလိုဟိအဲ့ဒီလိုအစာဖြူကဖြစ်ချောင်းကုံစင်ကိုပြောပြလေတော့တယ်ဝေးရောင်နဲ့ဘယ်မြို့ဘယ်ရွာဘယ်အချိန်တို့ကတွေ့ပုံတွေ့တွေ့ချင်းဝေးရောင်နဲ့ဘယ်လိုစကားတွေပြောပုံဘယ်လိုခင်ပုံဝေးရောင်ကသူ့အိမ်မှာဘယ်လိုကျေးမွေးအခန့်ပုံလူအားငွေရနဲ့ဘယ်လိုကူညီခဲ့ပုံဘယ်လိုဆောက်ရှောက်ခဲ့ပုံစသဖြင့်အချောင်းစုံကိုအသေးစိတ်ပြောပြတယ်ကိုဝင်းနိုင်ပြောပြသမ ्या ကို ်ငါကြောက်ကဆက်လေးတောက်ရင်ခေါင်းတညင်းငိမ့်နဲ့နားထောင်နေမရှင်တဲ့နေရာ ရောက်ရင်ပြန်မင်းတယ်ကိုဝင်းနိုင်ကလည်းဆက်ရှိလက်ရှိနဲ့ပြောပြတယ်သူတို့နဲ့ရောက်ပြောတာကိုမြင်းမီးကလည်းကလထိုင်ဘောကနေစိတ်ဝင်တစားနားထောင်နေတယ်ဘာမှတော့မပြောဘူးထိုးထိုးပြေ15မိနစ်လောက်ကြာတော့ပြောလို့လည်းပြီးလေတယ်ဩဒီလိုလားဒီလိုဆိုတော့လေဘယ်ဆိုးလို့လဲခမည်းလူက အတော်အားကိုရတာအေးဟုတ်တယ်ကွာ အားကိုးရတာကတော့အမှန်ပဲငါရွာကနေထွက်သွားပြီးဘာလို့လို့ဘာကံရံမှမသိရောက်ရှာရှာလမ်းပြောင်းနေတဲ့အချိန်မှာဒီကောင်နဲ့သွားတွေ့တာငါအတက်တော့တကြားမင်းနဲ့တွေ့လိုက်တယ်လို့ပဲဒီကောင်လဲငါ့ကိုငွေအားလူအားလူတွေသေးမရှိအောင်ဆဆရာကူညီတယ်ဒီကောင်ကျေးဇူးကြောင့်ငါလဲအခုလိုတောက်တောက်ပြောင်ပြောင်နေနိုင်တာပေါ့ကွာဟုတ်ပါပြီဗျာဒီလိုဆိုတော့လဲမောင်းမထုံနဲ့စိတ်လဲမကုန်နဲ့တော်ကြခမရကျေးဇူးကမ်းတယ်လို့ဖြစ်နေအောင်မယ်အေးအဲ့လိုကြောင့်ပြောတာ ီကောင်တွေကငါကျေးဇူးရှင်တွေလေဒါကြောင့်မလို့မောင်းထုတ်လို့မရဘူးထားပါတော့ဒါဖြင့်ကျုပ်တို့ပြန်တော့မယ်ခမားလူလာရင်တော့ပြောလိုက်ပါကျုပ်တို့အရေးကြီးကိစ္စတစ်ခုရှိလို့လာသွားတယ်ဆိုတဲ့အကြောင်းပေါ့ငါကြောက်ဆက်လက်ကိုစပွဲခုံပေါ်မှာဖိချပြီးငါတက်ထရရပြီးတော့ပြောလိုက်တယ်မြင်းမိကတော့တုတ်တုတ်များမလို့ကလက်ထိုင်ပေါ်မှာထိုင်လျက်နေပြီအဲ့ဒီနောက်ဆက်ကနေမတက်ထရရပြီးဘာမပြောညာမပြောနဲ့ရှေ့ဆုံးကနေထက်သွားခဲ့တယ် ငါကြောက်တယ်မြင်းမင်းနောက်ကိုအပြေးလိုက်သွားရတယ်။မြင်းမင်းရဲ့ငါကြောက်အင်တဲကနေထွက်သွားမှကုံဝင်းနိုင်ကရင်းနှီးတောက်တစ်ခွက်ငှဲ့ပြီးတော့ဖူကနေမုတ်ကတကြိုက်တည်းမော့တောက်လိုက်တယ်။ထို့သောဖြင့်နောက်ထပ်မိနစ်အနည်းငယ်လောက်ကြာတော့မြင်းမင်းရဲ့ငါကြောက်တငယ်ချင်းတွေရောက်အင်တဲကိုနောက်တစ်ခေါက်ပြန်ရောက်လာကြပြန်တယ်။ကုံဝင်းနိုင်ကုံဝင်းနိုင်ကမြင်းမင်းရဲ့ငါကြောက်ကိုအကြောင်သာကြည့်နေမိတယ်။စောစောလေးကပဲပြန်တော့မယ်ဆိုပြီးအင်ထဲကနေထွက်သွားတာ။အခုအင်ထဲပြန်ရောက်လာပြန်ပြီ။ ဒါကြောင့်မလို့သူအကြောင်းသားကြည့်နေသေးမှမဆန်းခဏကြာတော့မြင်းမိနဲ့ငကြောင်းနောက်ကနေလူနေရောက်ရုတ်တရက်ထွက်လာတယ်တဦးကပါတစ်ဖက်ကိုလက်နဲ့တကင်ကင်နောက်တဦးကတော့ခတ်တီးတီးထလူနှစ်ဦးကိုဝင်းတာနဲ့ကိုဝင်းနိုင်ပြပြသလဲဖြစ်ပြီးတန်လျာဘော်ကနေအမြန်ထပြီးတော့ဟဲ့ရောင်နေမင်းတို့ဘာဖြစ်လာကြတာလဲလို့မသိကြအောင်ဆောင်းပြီးမေးပြီးတော့ထလူနှစ်ဦးနောက်ကိုသွားခဲ့တယ်ဝင်းရောင်နဲ့ရဲကြီးကဘာမှပြမပြောကိုဝင်းနိုင်ကိုခတ်တီးတီးနဲ့ကြည့်နေကြတယ်ထိုအကြည့်ကိုကိုဝင်းနိုင်သဘောပေါက်တယ် ဒါကြောင့်မလို့ဘာမှထမမေးတော့ပဲတက်လျောပေါ်ကိုပြန်ထိုင်လိုက်တယ်။ဝင်းအောင်ကလည်းဘာစကားမှမပြောပဲအိမ်ပေါ်ထက်ကိုတက်သွားခဲ့တယ်။ရဲကြီးမင်းမင်းငါကြောက်တို့ကတော့တယောက်မျက်နှာတယောက်ကြည့်ပြီးတက်လျောပေါ်ကိုအသေးသေးသွားထိုင်ကြတယ်။ခဏကြာမှဝင်းအောင်အိမ်ပေါ်ကနေပြန်ဆင်းလာခဲ့တယ်။ဘယ်လက်လက်ညိုလက်ကလေးကြားမှာတော့မိခိုးတငွေငွေထက်နေတဲ့ဆက်လက်တလေးကိုအသားညှက်ထားတယ်။အဲ့ဒီနောက်ဝင်းအောင်ကကလက်ထိုင်းနားကိုသွားပြီးကလက်ထိုင်းပေါ်ကိုဝင်ထိုင်ပြီး စလိတ်ကိုဟန်ပါပါတောက်လေတယ်။ဒီတော့မှငကြောက်ဝင်းရောင်ကိုကြည့်ပြီးတော့ဟဲ့လူညာချင်းမင်းကြီးဘယ်လျှောက်သွားနေတာလဲဗျ။နောက်ပြီးမျက်နှာကောဘလို့ဖြစ်လာတာလဲ။ညိုမဲဆွဲလို့ပါလား။ဘဲကောင်လက်ချက်လဲလို့ခက်တီတီမြည်တယ်။ဝင်းရောင်ကငကြောက်ကိုရှိတယ်လို့တောင်သဘောမထား။ငကြောက်ပေးတော့ကိုကြားဟန်လဲမပြူစလိတ်ကိုသာသူအေးစစေးတောက်နေတယ်။ဒါကြောင့်မလို့ငကြောက်မျက်နှာတင်းကလေးဖြစ်သွားပြီးတော့ကျုပ်တို့ဒီကိုလာတာခမည်းကိုပြောစရာရှိလို့ ဒီနေ့ကကြုတ်တို့ချင်းတွေ့တာနောက်ဆုံးနေပဲ။နောက်နေ့ကစပြီးခမားနဲ့ကြုတ်တို့ကြဘာပတ်သက်မှုမှမရှိတော့ဘူး။ဒါကြောင့်မလို့တွေ့ကြရလဲမလို့တော့ဘူးဗျ။ဒီတော့မှဝင်းရောင်ကစလိတ်ကိုလက်ချားညက်ပြီ။ကောင်းလေးမင်းဘာတွေပြောနေတာလဲ။ဘာလို့ဒီနေ့ကငါတို့ချင်းတွေ့တာနောက်ဆုံးနေလဲကွာ။မင်းပြောတာငါနားမလည်ဘူးရှင်းရှင်းလင်းလင်းပြောစမ်း။ဟုတ်ပြီလေ။ကြုတ်လူရင်းတို့ရှင်းကိုပဲပြောမယ်။ကြုတ်တို့နေအောင်လိန်မာတော့မှာ။ ဒါကြောင့်မလို့ခမည်းနဲ့တုတ်တူပတ်သက်စရာအကြောင်းမရှိတော့ဘူးလို့ပြောတာဗျနားလည်လားငကြောက်စကားဆုံးတာနဲ့ဝင်းရောင်ကတဟဟအော်ရည်တယ်ရဲကြီးလည်းပြုံးစီစီဖြစ်သွားတယ်ထို့နောက်မှာဝင်းရောင်ကရည်သားကိုရက်လိုက်ပြီးတော့ကောင်းလေးမင်းဘာတွေအယူထနေတာလဲနေမြဲတိုင်းဒီစမ်းပါကွာထိုင်နေတာအကောင်ထသွားမှကျိုးမဲ့သိနေအောင်မင်းတို့ဘာအဆင်မပြေတာရှိလဲရှိရင်ငါ့ကိုပို့ပွေလေးလေးပြောင်းမင်းတို့လိုတာငါအကောင်ဖြစ်စည်းပေးမယ်ငါကြောက်ကမဲပြုံးတစ်ချက်ပြုံးလိုက်တယ် ရတယ်ကျုပ်တို့ဘာမှမလို့အခုလိုခမည်းကိုဒုက္ခခံပြီးလာဆောင်နေတာကဒီစကားပြောဖို့ပဲဗျအရင်ကတော့ကျုပ်တို့တွေကလမ်းချင်းတူတယ်ဗျအခုကျတော့လမ်းချင်းမတူတော့ဘူးဒီတော့ပတ်သက်စရာအကြောင်းလည်းမရှိတော့ဘူးဗျာကဲခွေးပြပအောင်ကျုပ်တို့ပြန်ပြီဗျာငါကြောက်ကပြောပြောဆိုဆိုနဲ့မတ်တက်ထားရက်တည်းငါကြောက်မတ်တက်ထားရက်တာနဲ့မြေမီးကလည်းမတ်တက်ထားရက်လိုက်တည်းထုံနောင်နှုတ်ဦးသားဝင်းအောင်လို့ရှိကနေခက်အေးအေးထွက်သွားကြတယ်မြေမီးနဲ့ငါကြောက်အပြန်ရောက်မှာ မွေးရောင်ကမျက်လုံးကိုစုံမိပြီကောင်လေးတွေလိမ္မာမယ်ဆိုလဲမင်းတို့သဘောပဲနော်ငါမတောင်းအေးတိုင်းမဲ့မင်းတို့သိအောင်ငါတခုတော့ပြောလိုက်မယ်မင်းတို့အရင်လိုမိုက်ဖို့ဆန္ဒရှိလာရင်ငါစီကိုအရှိန်မြေပြက်လာခဲ့မင်းတို့ငါစောင့်နေမယ်ကြားလာဟဲ့မွေးရောင်ကအတန်ကျဲကြီးနဲ့អော်လိုက်တယ်မြင်းမီးနဲ့ငါကြောက်ကနောက်ကိုတက်ချက်ပြန်လှဲမကြည့်ခေါင်းမော်ရေကော့ပြီးသူတို့လမ်းကိုသူတို့အေးအေးဆေးဆေးရှောက်ထွက်သွားကြတယ်ဒီတော့မှရဲကြီးလဲကိုဝင်းနိုင်ကို လက်တို့ပြီးဘလို့ဖြစ်တာလဲဆိုတဲ့အမူအရာနဲ့မေးဆက်ပြတယ်။ကိုဝင်းနိုင်ကသူလည်းမသိဘူးဆိုတဲ့အမူအရာနဲ့ခေါင်းကိုတိုတိုခါရဲပြတယ်။ဒါကြောင့်မလို့ရဲကြီးသူ့ကောင်းသူလက်နဲ့နန္နာကုတ်ပြီးရင်းနှီးတစ်ခွက်ငှက်ပြီးတကြိုက်ထဲမောတောက်နေတယ်။ဝင်းအောင်ကတော့ဘာမှမဖြစ်တယ်လို့နဲ့စလေးကိုဟန်ပါပါပြန်တောက်နေလေတယ်။နောက်တစ်နေ့မနေ့ရှင်သာရီဘာတန်းအိမ်ကိုကြော်တင်းတယောက်ထူးထူးဆန်းဆန်းနဲ့ရောက်လာခဲ့တယ်။ဟာငါကောင်စောစောစီးစီးပါလားကွာ။ဘာအကြောင်းထူးလို့လဲ။ဘာတန်းကအရက်ခွက်ကိုမော့ပြီးတော့ပြောတယ် ကျော်တင်းကဘာမှပြန်မပြောဘဲကုပြစ်ပေါ်ကိုအေးဝေးထိုင်နေကျော်တင်းထိုင်လိုက်တာနဲ့မြကြီးကဘာမှပြောညာမပြောနဲ့သူ့တောက်လက်စာအရက်ပလင်းကိုကျော်တင်းထံကမ်းပေးလိုက်တယ်ကျော်တင်းကလက်ကပြပြီးတော့တော်ပြီကျုပ်မတောက်တော့ဘူးကျုပ်ဒီကိုလာတာအရက်တောက်ဖို့မဟုတ်ဘူးအကြောင်းရှိလို့ဘာအကြောင်းတော့ကွာစုံစမ်းပါဦးထွေထွေတူတူမဟုတ်ပါဘူးကျုပ်ခမားကိုတင်ခိုင်းထားတဲ့တုတ်ပြန်လာယူတာတင်ပေးထားတယ်မလားဗျအေးတင်ပေးထားပါတယ်ဒါနဲ့ဘာလုပ်ဖို့လဲကွာ ဒုတ်လာယူမှတော့လူရိုက်မလို့ပေါ့ဗျ။တခြားဘာလို့ရအောင်မလဲ။အဲ့ဒီကလေးကခမည်းတော်ကိုပြောခဲ့တယ်လေ။လူရိုက်ဆရာရှင်မတုတ်ပြန်လာယူမယ်ဆိုပြီးတော့ဟုတ်ပါပြီကွာခဏဆောင်ငါသွားယူလိုက်အောင်မင်းတို့ကငါအကြနာတိတ်ထတယ်ကွာသားတန်းကပြောပြီးတော့ကိုပြစ်ပေါ်ဆင်းပြီးအိမ်ထဲကိုဝင်သွားတယ်ခဏတော့ကြာတော့ပစိုးစုံနဲ့ပတ်ထားတဲ့ရှင်မြော့မြော့အရာတစ်ခုကိုယူလာပြီးပြန်ရောက်လာခဲ့တယ်ထို့နောက်ကြော်တင်းထံကမ်းပေးလိုက်တယ်ကြော်တင်းကထိုအရာကိုယူပြီးပစိုးစုံကိုဆွဲပြေးလိုက်တယ် အထဲမှာသူ့ရဲ့လက်ဆွဲတော်တို့ဒါနဲ့နေပါအောင်ကွာမင်းဘယ်သူ့ကိုတော့ရဲမလို့လဲကွာလိုရမယ်ကငါတို့ပါလက်ခဲ့ရမလားရပါတယ်ဗျာခင်ဗျားတို့လက်ဆရာမလို့ပါဘူးကြုတ်ရိုက်မဲ့လူကဒီနားလေးတင်ပါဟေးဒီနားလေးတင်ဟုတ်လားဘယ်သူလဲကွာငါတို့ရရရပဲလားကာတန်းကစိတ်ဝင်တစားမေးလိုက်တယ်อืมဟုတ်တယ်ခင်ဗျားတို့ရွာကပဲဘယ်သူလဲဆိုတာကတော့ကြော်တင်းကစကားကိုမဆက်ပဲခဏရနာလိုက်တယ်အဲ့ဒီနောက်တို့ကိုပခုံးပေါ်တင်ပြီးအသည့်အနေထား ပြောင်းကင်လိုက်ပါတယ်။ဟဲ့အောင်ဆက်ပြောလေကွာဘာလုပ်လဲလို့။ညာကြီးကစိတ်မရှိတဲ့လေးတန်းနဲ့ဝင်ပြောတယ်။ပြောမှာပေါ့ဗျာဖြစ်ဖြစ်ပေါ့ဘယ်လိုများဖြစ်ရတာလဲ။ဖြစ်ဖြစ်မလုံနဲ့ပြောစရာရှိတာပြော။ငါစိတ်သိသိရှိတာမဟုတ်ဘူးကွာ။ဟာဘယ်လိုကြောင့်ဒေါသတန်ကြီးနဲ့ပြောနေရတာလဲ။အချိန်တန်ရင်သိမှာပေါ့။ဟဲ့အောင်စောက်ပေါ်လေးလုံမနေနဲ့ပြောမှာသာမြဲမြဲပြော။မပြောဘူးဆိုရင်လည်းမပြောနဲ့။ငါလက်ထဲကင်ထားတာပလင်းတော့ရှာရင်ကွဲတတ်တယ်ကွာ။ဟုတ်ပါပြီဗျာကြောက်ပါတယ်။ ပြောဆိုလဲပြောပါမယ်။ဘယ်သူလဲဆိုတော့ကျုပ်ရှေ့မှာထန်နေတဲ့ဘာတန်းနဲ့မြာကြီးဆိုတဲ့ခမားတို့ပဲဗျ။ကျော်တင်ကပြောပြောဆိုဆိုနဲ့ဆက်ကလေးမတက်ထရက်ပြီးမြာကြီးရဲ့နဖူးကိုဒုံးနဲ့အာကုန်လဲရိုက်လိုက်တယ်။ရုတ်တရက်မလို့မြာကြီးမရှောင်တန်းနိုင်လိုက်။ဒါကြောင့်မလို့နဖူးတက်တဲ့ကိုရိုက်မိတယ်။ချက်ချင်းဆိုသလိုနဖူးကလည်းသွေးတွေဖြာထွက်လာခဲ့တယ်။လူလဲထောက်ကိုလဲကျသွားတယ်။ဒီတော့မှဘာတန်းကအရှက်ပလင်းကိုဆွဲပြီးကြော်တင်းကိုပြန်ရိုက်တယ်။ကြော်တင်းကလင်းမြန်စွာနဲ့နောက်ကိုခြေတလန်းဆုပ်ရှောင်းနေ ထို့နောက်ဘာတန်းရဲ့ချက်ကကြော်တင်းကိုမထိသူ့ရဲ့ချက်မထိတာကြောင့်ဘာတန်းလဲမကြင်မင်းနဲ့ကိုပြစ်ပေါ်ကနေခုံဆင်းလိုက်တယ်ကြော်တင်းကိုနောက်တစ်ချက်ထိုက်ရိုက်တယ်ကြော်တင်းကရှောင်းနေတင်းနေခွေရင်ရရင်ပြန်ရိုက်တယ်ဘာတန်းကလည်းရှောင်းနေတင်းနေခွေရင်ရရင်ပြန်ရိုက်တယ်ထို့သောဖြင့်နှုတ်ဦးသားရှောင်းလိုက်တင်းလိုက်ပြန်ဟိလိုက်နဲ့အလုတ်တင်ရှုပ်နေကြပါတယ်နောက်ကြောင့်နောက်ကြတော့နောက်ကြောင့်နောက်ကြတော့ပလင်းကွဲတန်တန်ထွက်ပေါ်လာခဲ့တယ်ဘာတန်းလက်ထဲကပလင်းကိုကြော်တင်းကဒုံးနဲ့ရက်ခွဲလိုက်တယ် ဒါကြောင့်မလို့ပါတန်လက်ပလာဖြစ်သွားတယ်။အခွင့်ကောင်းရတော့လေကြော့တင်းကဒုံးနဲ့ပြေးမရိုက်။ခိတရန်နာပြီးပါတန်ကိုရှုတ်တိတိစိုက်ကြည့်တယ်။ဟျောင်းလက်သေးလက်သေးချင်းရှင်ထိုးမလားလို့စိတ်ခေါ်လိုက်တယ်။ပါတန်ကမဲပြုံးတစ်ချက်ပြုံးလိုက်တယ်။အဲ့ဒီနောက်ယောက်ျားယောက်ျားချင်းရှင်မထိုးရစရာဘာအကြောင်းမှမရှိဘူးကွ။ပါတန်းဆိုတဲ့ကောင်ကစိန်ခုံရင်တိမ်မော်ထိလိုက်ပြီးသားကွာ။ကြိုက်ပြီလေ။ထောတာပေါ့။ကြော်တင်ကပျော့ပျော့ဆွဆွနဲ့သူ့ကိုကုတ်ပြစ်ပေါ်ပြစ်တင်လိုက်တယ်။ ထို့နောက်လက်သေးကိုကြစ်ကြစ်ပေါင်းဆိုပြီးအသည့်အနေထားပြန်လိုက်တယ်။ဘာတန်းကလည်းလက်စစ်တွေကိုရှိုးပြီးလက်သေးကိုကြစ်ကြစ်ပေါင်းဆို၍အသည့်အနေထားပြန်လိုက်ကြတယ်။ပရိသတ်များရှင်ဘက်ကင်ဇလန်းလေးရဲ့အပိုင်း၁၉ကတော့ဒီညမှာရင်ပြီးဆုံးပါပြီ။နောက်ရက်များမှာကြံရှိနေသေးတဲ့အပိုင်းများကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားအောင်ပါဖြစ်တဲ့တွင်ပရိသတ်များကဆက်လက်ဆောင်မြောက်ကြည့်ရှုအားပေးကြပါလို့တောင်းဆိုလိုက်ပါစီရှင်။ဒီကနေ့မှနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့ရှင်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်ရှင်။ ဒါရဲ့ပျော်ရွှင်တဲ့နေ့တည်လေးကိုပိုင်ဆိုင်ပြီးတော့ဘေးရန်ပေါင်းမှာကင်းဝေးနိုင်ကြပါစေရှင်။